အားလုံးပဲမြင်္ဂလာပါဗျာကျွန်တော်တို့ဒီ1389ပါဗျာအထူးသဖြင့်ကျွန်တော်စီးပွားရေးအကြောင်းလေးပြောပြရခြင်းတယ်1389လာမယ့်တကြံပေါ့နှစ်စံတရကစပြီးတစ်နှစ်အတွင်းပေါ့အဲ့တော့18ရက်လေးလ2025နဲ့16ရက်လေးလ2026အတွင်းမှာခုနှစ်ရက်သားမီးတွေရဲ့စီးပွားရေးအကြောင်းလေးပြောပြခြင်းတာဖြစ်တယ်အော်ဘသူကတော့စီးပွားရေးညံ့နေတယ်ဘသူကစီးပွားရေးကောင်းနေတယ်ဒီလိုပြောပြမှာမဟုတ်စီဝိုင်းနဲ့ပတ်သက်ပြီးဘလို့ကျွန်တော်တို့လောက်ကန်ဆောင်ရွက်ဖို့လိုလဲဆိုတာနေ့နံလိုက်ကျွန်တော်တို့ဗီဒင်ရ လမ်းပြပေးတာအကြံဉာဏ်ပေးရလို့ပဲတည်ထားစေခြင်းနဲ့အဲ့တော့ကျွန်တော်တို့ဒီနေ့မှာပြောရရင်တင်းနှင်းကုန်တွေနဲ့စပြောမယ်အဲ့တော့တင်းနှင်းကုန်တွေကဒီလိုနှစ်မျိုးမှာစီးပွားရေးလုံးမယ်ဆိုရင်ကျွန်တော်တို့ကတည်ထားမှာကဘယ်အရာကိုမှတရားရဂိုင်းတော့မှန်လာသလောက်ပြန်မရဘူးဆိုတာကိုတည်ထားရမယ်။ဒါပေတော့ဒီပစ္စည်းကိုငါတင်းတရာဘူးရင်းလိုက်တယ်။အမြတ်နဲ့ပါနဲ့ငါတို့တင်းတရာ30ပြန်ရမယ်။ကိုယ့်ဘက်ကိုတွတ်ထားရတဲ့ဆိုပါတော့ ဒါပေမဲ့အဲ့လောက်ရရင်မရမှာ။အအမြဲ15သိန်းလောက်ပဲရရင်ရမှာ။ကိုကတော့100ဝန်းကျင်နဲ့က30လောက်မြဲထွက်မယ်ထင်တယ်။ဒီလိုမျိုးတွေဖြစ်တတ်တဲ့နှစ်ထဲမှာပါသလိုဒီနှစ်ပိုင်းမှာ1380ခုမှာတင်ကုန်တွေဒါမီတွေကကိုလှုပ်ချင်တဲ့အသက်အသက်စီးပွားရေးတွေနော်ကိုဘာတစ်ခုခုကိုစတင်လှုပ်ချင်တယ်အကောင့်ထဲပေါ်ချင်တယ်ဆိုတဲ့ကိစ္စမျိုးတွေစလို့အလွန်ကောင်းပါတယ်။ဒါပေါ်တော့ online ကလုပ်နေတဲ့ online စီးပွားရေးတွေဖြစ်ဖြစ်မြေပြင်မှာကိုယ့်ကိုစိုင်လေးတစ်ခုခုဖွင့်နေတာပဲဖြစ်ဖြစ် အလုပ်တွေနဲ့ပတ်သက်ပြီးတော့ဟိုတခုခုဝယ်ပြီးတော့ပြန်ဖြန့်ပြန်ရောင်းနေတာပဲဖြစ်ဖြစ်စသဖြင့်အလုပ်လေးနဲ့ပတ်သက်ပြီးငါတော့တပိုင်းတနိုင်လေးလှုပ်ချင်တယ်ဝန်ထမ်းအလုပ်ကနေအားလည်းရလေးမှာတခုခုလှုပ်ချင်တယ်ဆိုတဲ့သူမျိုးတွေဒါမှမဟုတ်လေစီးပွားရေးသမားတွေနောက်လုပ်ငန်းအသစ်တခုကိုဆက်လက်မြည်ဆန်းပြီးလှုပ်ကြည့်ချင်တယ်ဆိုတဲ့မြည်ဆန်းခရမ်းပြိုးလုပ်မယ်စီးပွားရေးသမားတွေအကုန်လုံးဒီနှစ်ကအဲ့လိုမျိုးအလုပ်လေးတွေကောင်းပါတယ်အသစ်အသစ်တွေကိုပို့ပြီးတော့ကောင်းတယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်အဲ့တော့ ကိုယ့်အလုပ်ကိုတော့အသက်ချင်းချက်လုပ်လို့အဆင်မပြေနိုင်အောင်ဆရာကြီးကျွန်တော်တို့ကတော့ဒါပဲလုပ်တာဒီပုံစံအတိုင်းပဲလုပ်တာနောက်ထပ်အသက်ထပ်လုပ်ဖို့လည်းအချိန်မရဘူးဒီမှာနေကျွန်တော်တို့ကမလဲဘူးဒါဆိုရင်ကိုယ်လုပ်တဲ့အလုပ်ကိုယ့်ပတ်ဝန်းကျင်ကိုပုံစံလေးပြောင်းပြီးလုပ်ကြတယ်ဒါပါတော့ကိုယ့်ရဲ့အလုပ်လုပ်ငန်းခွင်ကိုနိုင်ငံလေးကိုစေးပြောင်းသုံးလိုက်တာခန်းစီလိုက်ကလေးတွေလဲလိုက်တာကိုယ်မှာထားရတဲ့ဇပွဲကလထိုင်ခုံပြီးတော့လုပ်ငန်းမှာထားရတဲ့အထားအသုပ်တွေကိုနေရာလေးတွေချိန်လိုက်တာဒီလိုမျိုးလေးတွေများများလုပ်ချင်းဖြစ်ကျွန်တော်တို့ အပြောင်းအလဲဖြစ်သွားတယ်ဟာဆိုင်ဒီဇိုင်းအပြောင်းသွားပြီလားဟာနှစ်သက်မှာဒီဇိုင်းအသက်နဲ့ဒီလိုမျိုးဖြစ်သွားတဲ့အထီကိုဒီဇိုင်းကိုချိန်လိုက်ပါအဲ့ဒါအပြင်ကိုအိတ်နေတဲ့ခေါင်းအုံးနော်အဲ့ရခင်ချက်နော်ဒါရီယာစအချိန်ပို့ပြီးတော့အတစ်အတစ်ပုံစံဖြစ်လေလေကန့်ကြမာကြီးကကို့အတွက်အကောင်းဘက်ကိုလမ်းပြပေးလေပါဒါကြောင့်ပဲတခုခုအတက်မလုံးနိုင်တဲ့လူကကို့မှာတုံးနေတဲ့ဟာတွေနည်းနည်းလေးချိန်ပြီးတော့မှလောက်ကန်ဆောင်ရွက်ပါလို့ကျွန်တော်တို့ပထမဦးစွာပြောလိုပါတယ်နော် ဒီလိုမျိုးလုပ်ပေးနိုင်တယ်ဆိုတော့မဆိုးဘူးကျွန်တော်ပြောချင်တာကတော့တရားရဂိုင်းလုံးမှန်းသားလောက်တော့ဖြစ်ချင်မှဖြစ်မယ်ဖြစ်တဲ့လောက်တော့ဖြစ်သွားနိုင်တယ်နှစ်ပြည့်တဲ့အတွက်တင်းကလေးသားမိတွေနဲ့စီးပွားရေးကအရန်အရန်ကြီးစိုးနေတာမျိုးတော့မဟုတ်ဘူးတင်းနယ်လာသားမိတွေတင်းလာသားမိတွေကဒီနှစ်မှာကောင်းတဲ့အချက်တွေအများကြီးရှိတယ်များရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုယ်အလုံးအတွက်တိဆောက်ချင်တဲ့လုပ်ငန်းဘိုင်းဆိုင်ရာဂိုရောင်တွေဆိုင်ငန်းကြီးတွေနော်အလုပ်ခန်းတွေအဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတိတ်ကောင်းတယ် အလုံးလုံးဖို့ပဲဖြစ်ဖြစ်ရည်ရွယ်ပြီးစောက်လိုက်တဲ့အဆောက်အဦတွေကနေတဆင့်ကန့်ကောက်မှုတွေရနိုင်တယ်။ဒါကြောင့်ကိုကလည်းသူများဒီမှာငှားပြီးတော့ဖွင့်တာကြာပြီ။ငှားတဲ့လူကလည်းကကြိုးကြောင်နဲ့နော်တစ်နှစ်လောက်ငှားပြီးထပ်မငှားတော့လဲခဏခဏဆိုင် location ပြောင်းပြီးတော့လမ်းညုံပေးနေရတာစိတ်ကုံလာပြီ။ရှိတဲ့ခြံကွက်လေးမှာပဲကျွန်တော်တို့ဆိုင်လေးစောက်လိုက်မယ်။ဒီလိုမျိုးတွေးထားတဲ့လူမျိုးတွေဒီနှစ်မှာတိတ်ကောင်းပါတယ်။နော်အလုံးနဲ့ပတ်သက်ပြီးနေရာအချတာဆိုင်ပုံစံစတင်တိဆောက်တာ နော်ကိုယ့်ရဲ့အိမ်ရှိလေးမှာပဲဆိုင်ငန်းလေးတစ်ခုကိုစောက်တာမျိုးတွေအချို့ရှိတယ်လေဘယ်နေရာမှမသွားတော့ငါအိမ်ရှိမှာပဲစောက်ပြီးလုပ်မယ် online မှာရောင်းနေတာအဆင်ပြေတယ်ဒီနှစ်တော့ဆိုင်ငန်းလေးပါစောက်ပြီးတော့ရောင်းမယ်ဆိုတဲ့သူမျိုးတွေအလွန်ပဲအဆင်ပြေတာကိုတွေ့ရတယ်အဲ့တော့ဒီလိုနှစ်ပိုင်းမှာမမိအနေနဲ့အလုပ်ချိန်တဲ့ကိစ္စလေးတွေကတော့ဘာဖြစ်ဖြစ်လွယ်ကူမယ်နော်ဖြစ်ချင်တဲ့လမ်းကြောင်းလေးတွေဖျောက်ဖျောက်တန်းတန်းဖြစ်မယ် ဂျာအခက်ခဲတွေအနောက်ရှက်တွေအတားဆီးတွေတိတ်မရှိဘဲနဲ့အဆင်ပြေသွားနိုင်တာဖြစ်တဲ့အတွက်တင်းလာသားသမီးတွေအတွက်တော့လုပ်ငန်းစီးပွားပိုင်းကောင်းတယ်အတခုတတိထားမှာအပျော်မတ်လွန်တဲ့တင်းလာသားသမီးတွေရှိတယ်ဆိုဒီနှစ်မှာဘာစီးပွားမှမဖြစ်ဘူးဘာဖြစ်လို့ဆိုတော့ပတ်ဝန်းကျင်မှာအပျော်အာယုံတွေများနေတဲ့တဲ့နဲ့အာသွားမယ်ငါတို့ခီးသွားကြမယ်အာဘာသွားမယ်ဟေးကလပ်သွားမယ်ဟေးဟိုအဖြစ်အဲ့လိုပေါ့အပျော်အတွက်လာဆွဲနေတဲ့လူမျိုးတွေရှိလို့ကိုယ်စိတ်ကလည်းပျော်ကျင်ပါကျင်တာဖြစ်တယ်အစ်ဒီအလုပ်ကတော့နောက်နေမှလုပ်မယ်ဟောငါအပျော်နောက်လိုက်သွားအောင်မယ်နော် အဲ့တော့အပျော်ကနေအပြတ်ဖြစ်သွားနိုင်တာဖြစ်တယ်လို့အပျော်ရောက်လဲအလုပ်ကိုထင်သလောက်ရှေ့မရောက်ပြီးမထိခိုက်တာတွေဖြစ်နိုင်တယ်အလုပ်ကိုမန်နေဂျာနဲ့လွှဲထားလိုက်မယ်ကွာအလုပ်သေးဘူးကွာအပျော်နောက်ကိုလိုက်ရကနေ ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုယ့်ရဲ့မျှော်လင့်ချက်တွေထင်သလောက်မဖြစ်တာမျိုးလည်းဖြစ်တတ်တယ်။အဲ့တော့နံပါတ်1အတင်းလာသားမိတွေအပျော်ပါရှောင်မယ်။လုပ်ငန်းနဲ့ပတ်သက်ပြီးစတင်စတေးချတဲ့အဆောက်အဦတိဆောက်ခြင်းပိုင်းတွေမှာကောင်းတယ်။ရွေချက်တွေဖျောက်တမ်းပြီးကိုလို့ချင်တာတွေရှော့ရှူဖြစ်ဖို့အလားအလာတိတ်များတဲ့နှစ်ထဲမှာလည်းပါပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးလည်းကိုညီမဲ့လူထောက်ပံ့မဲ့လူရှယ်ယာဝင်မဲ့လူတွေလည်းထူးခြားစွာတွေ့ရတဲ့နှစ်အဖြစ်လည်းကျွန်တော်တို့တွေ့ရပါတယ်။အားရပြီးတော့အင်းကအင်္ဂါသားမိတွေကမနေ့ကကန်ညံ့တယ်လို့ပြောလို့ရတဲ့နှစ်အပိုင်းချောက်ကိုလည်းရောက်ခဲ့ပြီးပြီ။ဒီနှစ်ပိုင်းမှာလည်းဟိုနလန်ထကာသာ လူမမာတယောက်လိုပဲကံကြမာလေးကစတင်ပြီးတော့တန်ဆွမ်းလာပြီတန်ဆွမ်းလာပြီဒါပေမဲ့အရင်ကြီးမဟုတ်ဘူးဖြည်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 းနဲ့ဖြစ်သွားပြီဆိုတဲ့အနေအထားမျိုးကျွန်တော်တို့တွေ့ရတယ်အဲ့တော့အင်္ဂါသားမိတွေကဒီနေ့မှာစီးပွားရေးပိုင်းမှာတော့အားရစရာအနေအထားမျိုးတွေ့ရတယ်စီးပွားရေးနဲ့ပတ်သက်ပြီးအားကောင်းလာပြီးမျောလင်းချက်တွေအကောင့်ထဲပေါ်လာပြီးကိုလှုပ်ချင်တဲ့ကိစ္စလေးတွေဖြည်းဖြည်းနဲ့လှုပ်လာနိုင်ပြီးငွေကြေးပိုင်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လိုက်အောင်ကြီးထွေတွေဝင်ငွေထွက်ငွေမျှတလာပြီးအလုံးနဲ့ပတ်သက်ပြီးငွေရင်းဖို့တော့လကောက် နော်လောက်ကနေအမြန်ငွေရပြီးတော့တခုခုထပ်ပြီးချဲ့ဖို့တော့လကောင်းဒီလိုကိစ္စတွေမှာအဆင်ပြေလာပြီးဖြစ်တဲ့အတွက်အင်္ဂါသားမီဒီယာဒီနှစ်ပိုင်းမှာအလောက်ကိုင်းနဲ့ပတ်သက်ပြီးကောင်းပါတယ်ဒါပေမဲ့တခုမကောင်းတာကခုနတင်းလာရင်လည်းဗျောင်းမြန်ကိုလက်ရှိနေရာလေးမှာတော့စိုင်လေးစောင့်မယ်ကိုရင်ရှိစိုင်စောက်ပြီးလှုပ်လှုပ်မယ်ဆိုတာမျိုးတွေမဖြစ်ဘဲနဲ့ သူကဘလူဟာဒီမှာအကျိုးပေးတယ်လို့ရက်ဝေးသွားပြီးစီးပွားရှာတာမျိုးတွေနေဆက်တွေမှာသွားပြီးစိုင်သွားဖွင့်တာမျိုးတွေကိုနေသားရန်ကုန်မော်လမြိုင်မှာသွားပြီးစီးပွားရေးလုပ်မယ်ကိုနေသားရန်ကုန်မန္တလေးမှာသွားပြီးစီးပွားလုပ်မယ်ကိုနေသားတောင်ကြီးရန်ကုန်ဆင်းလာပြီးစီးပွားရေးလုပ်မယ်အကိုနေသားမြန်မာနိုင်ငံနိုင်ငံသားမှာသွားပြီးစီးပွားရေးလုပ်မယ်ဒါမှမဟုတ်လူငယ်တွေနိုင်ငံသားထွက်ချင်တယ်နိုင်ငံသားသွားချင်တယ်နိုင်ငံသားမှာသွားပြီးတော့ဆောင်ရရမယ်ကိစ္စမျိုးတွေရှိနေတယ်ဆိုရင်လေဒီလိုနှစ်ပိုင်းမှာအင်္ဂါသားမိတွေကပိုမိုအဆင်ပြေလွယ်ကူချောင်းမွေ့နိုင်တာကိုတွေ့ရတယ် အားလားလေးတွေတစ်ချက်မှာအရန်ကောင်းတာတွေ့ပါတွေ့ရပါတယ်အဲ့တော့ဒီလိုနှစ်ပိုင်းရောက်လာပြီဆိုရင်စီးပွားရေးကပတ်ဝန်းကျင်မှာကိုနေတဲ့ပတ်ဝန်းကျင်မှာမရှိဘူးကိုနဲ့တည်နေတဲ့အတိုင်းဝိုင်းကြားမှာမရှိဘူးစီးပွားရေးကဝေးလံခေါင်ဖျားတဲ့နေရာတွေမှာစီးပွားဖြစ်လွယ်တယ်အဲအွန်လိုင်းစီးပွားရေးတွေဆိုလဲဒါဝေးလံခေါင်ဖျားတာပေါ့ဗောအွန်လိုင်းဆိုတာချင်းကောင်းရင်လှမ်းမာတာမဟုတ်ဘူးလေဟိုအဝေးကြီးကလူကလှမ်းမာတယ်နော်နေရလှမ်းမာကြတယ်အခြားမျိုးနေရလှမ်းမာကြတယ်ဒီလိုမျိုးတွေများတာဖြစ်တဲ့အတွက်ကျွန်တော်တို့ ်ငါသားမီးတွေအနေနဲ့ online စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်းဒီနှစ်မှာပိုပြီးတောက်ပလာပွဲရှိတယ်ဆိုတဲ့အနေအထားမျိုးတွေကျွန်တော်တို့တွေ့ရပါတယ်เนาะအဲ့ဒါလေးတွေမှာအားကောင်းပါတယ်နောက်ပြီးဗုဒ္ဓဘုရားသမီးတွေဗုဒ္ဓဘုရားသမီးတွေအနေနဲ့ဒီလိုနှစ်ပိုင်းရောက်လာပြီးစီးပွားရေးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးတတိထားမယ့်အတိုင်းမှာကပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးအရန်ကြီးကျွန်တော်တို့ဆောင်ရွက်လို့မရဘူးအရန်ကြီးဟိုရင်းနှီးမြှုပ်နှံလို့တွေမရဘူးအရန်ကြီးကျွန်တော်တို့ ဟိုဘယ်လိုပြောမလဲဆိုတော့ငွေတွေပုံအောပြီးတရားရဂိုင်းလို့ရှိတဲ့ငွေထည့်လိုက်လို့မရဘူး။ဗုဒ္ဓဘူသားမီးတွေကတတိလေးနဲ့ရှင်ပြီးဆောင်ရွက်မှသာဒီနှစ်ပိုင်းကအဆင်ပြေနိုင်တာဖြစ်ပါတယ်။အဲ့တော့တတိလေးနဲ့ရှင်ပြီးမဆောင်ရွက်နိုင်ဘူးဆိုရင်ဗုဒ္ဓဘူသားမီးတွေကဒီနှစ်မှာရှိတာလေးတွေဆုံးရှုံးသွားနိုင်တယ်။နော်။အဲ့တော့ဒီလိုနှစ်ပိုင်းကကျွန်တော်တို့ကဘာဘာလောက်ကမလဲပေါ့နော်။ဘယ်လိုလောက်ကမလဲဆိုတာလေးတစ်ချက်ပြောပြ။အဲ့တော့ဒီနှစ်ပိုင်းရောက်လာပြီဆိုရင်ဗုဒ္ဓဘူသားမီးတွေအနေနဲ့ကျွန်တော်တို့နည်းနည်းလေးအားနည်းချက်အားတာချက်ဘာရှိလဲ။အားနည်းချက်ကတော့ ဘယ်ဟာမှဘင်းအောင်ဖောင်ဖျက်မလုံလိုက်နဲ့လို့ပဲကျွန်တော်ကတော့ပြောချင်တယ်။အဲ့ဒီအပိုင်းမှာအားနေပါတယ်။စီးပွားရေးနဲ့ပတ်သက်ရင်တော့ဒီလိုနှစ်ပိုင်းရောက်လာပြီဆိုဘုရားသခင်ကနည်းနည်းလေးသူများတွေတက်ပို့ပြီးတော့စွန့်စားရတဲ့အပိုင်းလေးတွေရှိတယ်။သူများတွေနဲ့မတူဘဲနဲ့လွယ်လွင်းတကူမဖြစ်ဘဲနဲ့အခက်အခဲလေးတွေကြုံပြီးမှအောင်မြင်တတ်တာမျိုးတွေကြုံရတတ်တယ်။တော်ယုံဇွဲမရှိဘူး၊ဇွဲနဲ့ပဲမကြည့်ဘူးဆိုရင်ဒီနေ့ဗုဒ္ဓဘုရားသမီးတွေ၊ရာဟုသမီးတွေကအောင်မြင်ဖို့ခဲရင်ပါတယ်။ဇွဲရှိရမယ်၊စိတ်ရှိရမယ်နော်။တခုခုဆိုရင်စောင့်ဆိုင်ဖို့လိုခဲ့တယ်။အခက်ခဲတွေမြင်လာပြီဆိုရင်လက်မလျှော့ဘဲနဲ့ ါဒါပြီးမှအခက်ခဲတွေကြုံမှငါကံပြန်ကောင်းပါပါလို့လားဆိုတဲ့စိတ်မျိုးလေးမွေးထားပြီးတော့လုံးမှာပဲဆင်ပြေးလိမ့်မယ်။ဒါကြောင့်အရှိမအတားအဆီးတွေထက်ထက်ကြော်ထွားပြီးတော့မှဒါဒီနှစ်မှာစီးပွားရေးကံကောင်းနိုင်တယ်ဆိုတာကိုဗုဒ္ဓဘာသာမိတွေကပြ။ဂျာရေးသားမိတွေအဓိကတစ်ချက်ကယင်းနှမြုံနံမှုမှားယွင်းခြင်းဆိုတဲ့ကံကိုဂျာရေးသားမိတွေကပေးတယ်။နော်။အဲ့တော့မရင်သိတဲ့နေရာမှာတွားရင်မိတာမျိုးတွေအလွန်ဖြစ်တတ်တယ်။အဲ့တော့ကိုလုံးမဲ့ဟာကိုအကုန်လုံးတွက်ချက်ပါဖြစ်နိုင်ကြီးတွေစဉ်းစားပြီးမှဒါယင်းနှမြုံနံပါ။ နော်အော်ဘဲဟောင်းရင်းပါလေအထဲတွေဝဲလောက်ပါလားစဘာတွေဝဲလောက်ပါလားပဲတွေဝဲလောက်ပါလားရွှေဝဲစုပါလားနိုင်ငံသားငွေတွေကင်နာပါလားနော်အော်ဘဲအလုံးမှာသွားပြီးသူများမှာရှယ်ယာသွားထည့်ပါလေဘာပဲဖြစ်ဖြစ်ရင်းနှီးမုံမြုံနံမှုတစ်ခုခုဖြစ်လာပြီဆိုရင်မှားယွင်းချင်းဆိုတဲ့ကံကအနောက်မှာကတ်လိုက်လာတယ်အဲ့တော့မှမောင်းအောင်ကျွန်တော်တို့ကဘတ်ဆုံတောက်ဆုံကြည့်ပြီးမှလှုပ်ဖို့လိုတယ်တန်းနိုင်ရင်တော့ရင်းနှီးထဲတာမျိုးကိုကျွန်တော်ကတော့အားမပေးဘူးကိုကိုတိုင်ပါဝင်ပတ်သက်ပြီးတော့ ကိုယ့်အလုပ်ထဲမှာနည်းနည်းချင်းလိုအပ်တာတွေထပ်ဖြည့်ပြီးရင်းနာမျိုးဆိုရင်ပြဿနာမရှိပေမဲ့တနေရာရမှာရင်းလိုက်မယ်လှောင်လိုက်မယ်ဆိုတာမျိုးကျွန်တော်ကတော့စိုးရင်ပါတယ်ထောက်ပါကိုရောင်လုံသွားပြီးတော့ငါတို့ဒီအထည်တွေရောင်းရတာပဲဒီအထည်တွေကကိုရောင်လုံးသွားထည့်လှောင်လိုက်မယ်ဆိုရင်အဲဒီနေ့မှာတိတ်ကြောက်ရတယ်အဲ့လိုမျိုးတွေအားစအကုန်ကျွန်တော်တို့စဉ်းစားဖို့လိုတာဖြစ်တဲ့အတွက်ဂျာရီသားမီးတွေကရင်းနှီးမြှုပ်နှံမှုအပိုင်းမှာဝိအဖြစ်ဆုံးလို့မှတ်ပါအခြားစီးပွားရေးမှာတော့ကောင်းတယ် စ조사ခြင်းသေးရှိတယ်လှုပ်လို့ခြင်းရှိတယ်စီးပွားရေးမှာဖြောက်တန်းလာမယ့်အနေအထားမျိုးတွေရှိတယ်စီးပွားရေးနဲ့ပတ်သက်ပြီး조사ရမယ့်အရာထင်တယ်เนาะအရင်တည်းကတော်တော်လက်လက်ထက်ထက်မြက်မြက်နဲ့လှုပ်တတ်တဲ့လူငယ်တွေလူလက်ပိုင်းတွေလူကြီးပိုင်းတွေအနေနဲ့ပို့ပြီးအောင်မြင်မှုကိုရမယ်ရင်းနှီးမြှုပ်နှံမှုတာအရင်ကြီးမလုံးနဲ့ကြံတဲ့စီးပွားရေးပိုင်းမှာပို့ပြီးတောက်ပလာနိုင်တဲ့အနေအထားမျိုးဖြစ်တယ်လို့အတက်ကြီးပိုင်းလူတယောက်ဆိုရင်တော့လူငယ်လေးတယောက်လိုဒီနေ့မှာစီးပွားရေးနဲ့ပတ်သက်ပြီးတော်လက်ချက်ချပြီးလှုပ်ချင်ကြင်စင်စိတ်ပုံမှုအားရစွာနဲ့ကျွန်တော်တို့ဆောင်ရွက်ချင်စိတ်ဖြစ်ပေါ်လာတယ်အဲ့ဒီစိတ်ကပဲ ီနှစ်ပိုင်းမှာဂျာရီသားမီးတွေကိုအောင်မြင်မှုလမ်းကြောင်းပေါ်တင်ပေးသွားနိုင်တာဖြစ်တဲ့အတွက်ဂျာရီသားမီးတွေကဒီနေ့မှာလေးနေတယ်လို့ပြင်းနေတယ်လို့နော်ထားမလို့ချင်တယ်လို့ငါပြင်းနေတာမွဲမွဲမယ်ကြံတဲ့လူတွေအကုန်လုံးအထိုက်လေးကကိုစူးစားတဲ့ပုံမူတည်ပြီးတော့အောင်မြင်မှုအနေအမြင့်กว่าသွားပါလိမ့်မယ်အဲ့တော့စီးပွားရေးပိုင်းမှာဂျာရီသားမီးကဒီနှစ်ပိုင်းမှာကောင်းတယ်ကိုမပါပဲယင်းဒီလာယင်းဒီမြုံလာလိုက်တာမျိုးကလွဲရင်သူနိုင်ငံသားရောက်နေတယ် တော့ငါတဲမှာပတ်စံတော့3900လောက်ရှိတယ်။တကယ်ကြီးကဟာငါစီးပွားလုပ်ချင်တယ်ငါကားထောင်မယ်မင်းထည့်လိုက်ပါလား။အေးဟုတ်ပြီထည့်လိုက်တယ်။ဟာငါစီဆိုင်လေးအသေးလေးဖွင့်မယ်မင်းငါ့ဟို3900ပေးလိုက်ငါမှလည်း600လောက်ရှိတယ်။ငေါင်းကြီးတော့1000လောက်ဆိုစီဆိုင်အသေးလေးဖွင့်လာ။အဲ့လိုမျိုးဆိုရင်တရိထားတော့မပါဘူးလေကွာဒီမှာနိုင်ငံခြားမှာအလုပ်လုပ်နေတာ။ကိုငွေလေးကိုသူများပေးလိုက်တယ်အဲ့ဒါပလုံမိတာမှတ်တော့နော်ဒါလေးတရိထားပါ။နောက်ပြီးတောက်ကြသားမိတယ်။တောက်ကြသားမိတွေကဒီလိုနှစ်ပိုင်းရောက်လာပြီဆိုရင်စီးပွားရေးနဲ့ပတ်သက်ပြီးအားအရဆုံးနှစ်ပိုင်း6ကိုရောက်လာပြီ။အဲ့တော့ခုနှစ်ရက်သားမိအားလုံးပါ တောက်ကြရတဲ့ဒီနေ့စီးပွားရေးနဲ့ပတ်သက်ပြီးပုံမဖြောက်တန်းလွယ်တာကိုကျွန်တော်တို့တွေ့ရတယ်။စီးပွားရေးအားကောင်းတယ်။မှန်းနာရတဲ့အတိုင်းဖြစ်မယ်။ထုံးပေါက်မယ်။လုပ်ငန်းနဲ့ပတ်သက်ပြီးစိတ်ရှည်တိခန့်ရတဲ့အလုပ်တွေအကုန်လုံးပွင့်သွားမယ်။ပိတ်နေတဲ့ကံတွေပွင့်သွားမယ်။အာဒီလုပ်ငန်းနဲ့ပတ်သက်ပြီးငွေမပေါ်သေးဘူးစောင့်နေရတယ်အလုံးနဲ့ပတ်သက်ပြီးလုံတာလုံနေရတယ်ဟိုအီလေလေကြီးဖြစ်နေတယ်ဆိုတော့အလုပ်တွေဒီနှစ်ကစပြီးငွေတွေပေါ်လာတယ်ခုံကနေထပြီးအောင်မြင်တယ်ဟိုလုံငန်းနဲ့နှစ်နှစ်သုံးနှစ်ကရင်းနာတဲ့အလုပ်တွေကလည်းပြန်ပြီးတော့ပိုကောင်းကျိုးပေးလာတဲ့အနေအထားမျိုးတွေကြုံရတယ်ဒါကြောင့်ပဲကျွန်တော်တို့က ဘာပဲဖြစ်ဖြစ်ဒီနှစ်ပိုင်းမှာတောက်ကြသားမီဒီယာအားရစရာကောင်းတဲ့အနေထားတစ်ခုကိုတွေ့ရတယ်။တခုပဲသတိထားမှာဝန်ထမ်းလကစားရတဲ့မှာမှာစရင်ကင်ရတဲ့သူမျိုးဆိုရင်စင်စရာမှားယွင်းကြောက်ယော်ရတာဖြစ်တတ်တယ်လို့လုပ်ငန်းရှင်တွေအနေနဲ့အောက်လက်ငယ်သားတွေကိုတရားရဂိုင်းတော့ယုံနာလို့မရဘူးကိုယ့်ရဲ့ PSO တွေအားစယုံလို့မရဘူးကိုယ့်ကိုလိန်ပြီးတော့ငွေတွေထုတ်သွားတာကိုယ့်ကိုလိန်ပြီးတော့ပတ်စံတွေပြန်မသွင်းမနဲ့ထွက်ပြေးသွားတာကြားဘူးလိမ့်မယ်ခဏခဏလည်းကြားနေရတယ်အဲ့ဒီကံမျိုးရှိပါတယ် ါကြောင့်လုပ်ငန်းရှင်တွေအောင်မြင်တော့အောင်မြင်တယ်အောက်လက်ငယ်သားတွေအတွက်စိတ်ညစ်ရတာတွေရှိတတ်တယ်။ကိုကလူယုံလို့တတ်မှတ်ထားတဲ့လူတွေကကိုကိုလိန်သွားတာတွေကြုံတတ်တယ်။ဒါတွေကလွှဲရင်လုပ်ငန်းပိုင်းမှာတော့အားကောင်းနေတယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်တို့အများကြီးအများကြီးတွေ့ရပါတယ်။သတိထားမှာက accident အန္တရာယ်မတော်ဆထိခိုက်မှုအန္တရာယ်တွေရှိတာဖြစ်တဲ့အတွက်အချို့နေရာတွေမှာကိုကိုတိုင်းကားတွေကိုမောင်းပြီးတော့နော်အရှိန်ပြင်းပြင်းမောင်းတာတွေနော်မငြိမ်မတက်နေတဲ့အတိုင်းပြင်းမငြိမ်မတက်ဖြစ်နေတဲ့နေရာတွေမှာသွားပြီးတော့အလုတ်သွားလုတာမျိုးတွေမှာတော့နည်းနည်းလေးဂရုစိုက်ရမယ်ဆိုတဲ့အနေအထားမျိုးတော့တွေ့ရတယ် ဒါလေးသိဖို့လိုတယ်စနေသားသမီးစနေသားသမီးရဲ့ဒီနေ့ကစီးပွားရေးကကျွန်တော်ရှင်းပြောရရင်ဟိုဘော180ဒီဂရီရေပြင်းကြီးလိုကြီးဖြစ်နေတယ်ပုံမှန်မယ်မနေ့ကဒီပုံစံလားဒီနေ့လဲဒီပုံစံမယ်တို့တက်သွားလားအဲ့လောက်မဟုတ်ဘူးကျသွားလားအဲ့လိုလည်းမဟုတ်ဘူးဒီနေ့မှာတကယ်ဟိုစနေသားသမီးတွေကအတက်အကြမရှိတဲ့နေ့လို့တော့ပြောလို့ရတယ်ပိုကောင်းလာတာလည်းမဟုတ်ဘူးပိုဆိုးလာတာလည်းမဟုတ်ဘူး အဲ့တော့ကျွန်တော်လည်းပြောရတာဘယ်လိုပြောရမလဲမသိဘူးအဲ့ဒီပုံစံမျိုးဖြစ်နေတယ်ဆိုတာမျိုးကိုသိစေချင်တယ်အဲ့တော့ဟိုတတိပေးစရာလေးတော့ရှိရဲဘာလဲဆိုတော့ရေနဲ့ပတ်သက်တဲ့စီးပွားရေးတွေဆိုတော့နည်းနည်းတတိထားရေရနဲ့ကုန်ကူးရတာမျိုးကိုကတော့အရင်လုံနေကြအလုပ်ဆိုတော့ပြဿနာမရှိဘူးရေနဲ့ပတ်သက်ပြီးဖြစ်တတ်တဲ့အဲ့ဒါတွေကိုကသိနေပြီအခုမှဆပြီးရေလန်းနဲ့ပတ်သက်ပြီးကုန်ကူးမှာရေပေါ်ဖြတ်ပြီးကုန်ကူးမှာရေရနဲ့တစင်ကုန်းလမ်းမှာအကြောင်းမျိုးကြောင့်ပိတ်ဆို့တားဆီးတာတွေများလို့ရေလန်းနဲ့တစင်ကုန်တယ်မှာအဲ့ဒါမျိုးဆိုရင်တော့နည်းနည်းတတိထားအခုမှဆလုံးမလို့ရေနဲ့ပတ်သက်ပြီးဒီနှစ်မှာအကျိုးမပေးဘူး နော်ဒါလေးကိုတော့သိသားသိခြင်းနဲ့နောက်ပြီးတော့ကျွန်တော်သိထားရမယ့်ချက်ကဘာလဲဆိုတော့ပတ်စံချင်းငားတဲ့စနေတိုင်းမြေဒီနှစ်မှာဆုံးတက်တယ်ငွေတို့ပေးစားတယ်ပေါ့ဗျာအငွေတို့ပေးစားတာကိုစီဝါရီတစ်ခုလိုလုပ်နေတယ်စုမဲတွေနဲ့စုပြီးတော့ဟိုဘက်ဒီဘက်လှဲ့လှဲ့ထုတ်ပြီးတော့လှုပ်လှုပ်ရှားနေတဲ့လူမျိုးတွေကျွန်တော်ဒီနှစ်မှာဒုက္ခရောက်တတ်တယ်အဲ့ဒါလေးတွေတော့သိထားဖို့လိုတယ်ကျန်တာကတော့ကျွန်တော်ပြောလို့ရေပြင်းကြီးပဲအရင်ကြီးကောင်းနေစိုးနေတာမှမဟုတ်ဘူးနောက်ဆိုသဘောပေါက်မဲ့ထွက်မှာတယ်ဗီဒီယိုကတအားရှည်သွားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာနေမဲကြားလိုက်ပါမယ်အားလုံးမဲ့2025 3089ဆလို့ဒီလေးလပိုင်းအောင်ဆလို့ ကံကောင်းခြင်းအဆင်ပြေခြင်းတွေစီးပွားထုတ်ထွက်ခြင်းတွေကြုံနိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ။